ီကနေ့ဇွန်လ28ရက်နေ့တောက်ကြနေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းရည်ရေဝန်းဟာဆက်လက်တည်ရှိနေပြီးအိန္ဒိယနိုင်ငံဘက်ကရွှေ့လျားနိုင်မယ်လို့မိုးလေဝသပညာရှင်တွေကခန့်မှန်းထားကြပါတယ်။အခုဇွန်လကုန်ပိုင်းနဲ့ဇူလိုင်လအတွင်းအေယော်ရီတိုင်းအတွင်းမှာနေသားနိုင်မဲ့ရမရှိသလောက်နေပါနေမှာဖြစ်တယ်လို့မော်လဝတ္တာပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။ဒါပြင်မနက်ဖြန်ညနေအထိမအူပင်ပန်တနော ကျောင်းကုန်ညောင်နှုံမြို့များနဲ့အထက်ဘက်မြို့နယ်တွေမှာမိုးအသင်အတင်းကနေမိုးများနိုင်တယ်လို့အသိပေးထားပါတယ်။ဟောင်မလင်းမြို့မှာစိုးရင်အမှတ်ကိုကျော်လွန်ရောက်ရှိနေတဲ့ချင်းတွင်မြေဟာပြန်လည်ကျဆင်းနေပြီးမနေ့ဖြစ်မှာစိုးရင်အမှတ်အောက်ကိုပြန်လည်ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ချင်းတွင်မြေဟာဖောင်းပြင်းမြို့မှာတော့လက်ရှိစိုးရင်အမှတ်ထက်၃လမခန့်ကျော်လွန်နေရာကနေနောက်ထပ်၃လမခန့်ဆက်လက်မြင့်တက်လာနိုင်အောင်မှာပဲဖြစ်ပါတယ်။ဒါအပြင် မော်လိုက်ကလေးဝါနဲ့မင်ကီမျိုးတွေမှာစွန့်ရင်အမတ်ထီရောက်ရှိနိုင်သလိုကြံမျိုးတွေမှာလည်းနောက်36နာရီအတွင်းစွန့်ရင်အမတ်ကိုရောက်ရှိလာမှာဖြစ်လို့မြေကန်အနည်းနဲ့မြေနေပိုင်းနေထိုင်သူတွေအနေနဲ့အချိန်မီရှောင်ရှားနိုင်ကြဖို့မိုဇလာကသတိပေးထားပါတယ် ဒီကနေ့ညနေအထိကရနီကရပြည်စကိုင်းတိုင်းအောက်ပိုင်းနဲ့မန္တလေးတိုင်းတို့မှာနေရာကျကျကချင်ပြည်ရှမ်းပြည်မြောက်ပိုင်းမကွေးတိုင်းနဲ့နေပြည်တော်တို့မှာနေရာစိစိနဲ့ချင်းပြည်နယ်နဲ့တိုင်းတွေမှာနေရာနယ်ပြားမိုးထစ်ချုံရွာနိုင်ပြီးရွာရင်ရာနှုန်းပြည့်ဖြစ်ပါတယ်